โอเคအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကမိတ်ဆွေတို့ကိုဒီ what of blama mine ကိုအခုမှစပြီးတော့လေ့လာနေတဲ့လူတွေအတွက်ကိုကျွန်တော်အတုံးဝင်မဲ့ website လေးတုံးဖို့မိတ်ဆွေတို့မိတ်ဆက်ပေးမယ်ကျွန်တော်ကလည်းအခုမှစပြီးတော့လေ့လာနေတာပဲဒါပေမဲ့ကျွန်တော်ကတော့နည်းနည်းတော့ရှေ့ကိုရောက်နေပြီပေါ့နော်အာကျွန်တော်ကမျှဝေချင်တာကကျွန်တော်ရဲ့ရှေ့ကိုရောက်နေပြီဖြစ်စေနောက်ကိုရောက်နေပြီဖြစ်စေမတိတဲ့လူတွေအတွက်ကိုကျွန်တော်မျှဝေပေးချင်တာပါအတိအကျတော့ကျွန်တော်ရဲ့နောက်မှစပြီးတော့လေ့လာနေတဲ့ညီလေးညီမလေးတွေအတွက်ပေါ့နော် အာတို့မျှဝေပေးချင်တာဒီ website တုံးခိုးကကြတော့ကျွန်တော်တို့ဒီ web development line ကိုစပြီးတော့လေ့လာနေတဲ့ညီလေးညီမလေးတွေအတွက်အာအတုံးဝင်မယ်လို့ကျွန်တော်ထင်လို့ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အတွက်လည်းတကယ်အတုံးဝင်တဲ့အတွက်ကြောင့်ကျွန်တော်မျှဝေပေးရအောင်ပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီကောင်ပေါ့နော် W3 school လို့ခေါ်တာပေါ့ဒီ W3 school website ကကြတော့အာကျွန်တော်တို့ ID ဓမားတွေအများဆုံးရောက်တဲ့ website လို့ပြောလို့ရတယ် ာလို့ဆိုတော့ဒီနေရာမှာက ID နဲ့ပတ်သက်တာတွေအကုန်ရှိရေပေါ့နော်ဆိုတော့ကျွန်တော်တို့ AI အကြောင်းကိုလေ့လာချင်တယ်ဆိုတော့ AI ကိုရိုက်ချလိုက်တယ်ဆိုတော့ဒါ AI အကြောင်းပေါ့နော် AI နဲ့ပတ်သက်တာတွေလေ့လာလို့ရတယ် AI နဲ့ပတ်သက်တာတွေလေ့လာလို့ရတယ်နောက်ပြီးတော့ဒီ AI နဲ့ပတ်သက်တဲ့ coding ကိုကျွန်တော်တို့တွားပြီးတော့လေ့လာလို့ရတယ်အဲ့လိုလေ့လာပြီးတော့ကျွန်တော်တို့ AI ကိုတင်ယူလို့ရတယ်ပေါ့ညာတော့အာကျွန်တော်တို့ကကျွန်တော် web development ဘာဆိုတော့ html ကနေစရယ်ဆိုတော့ html ကိုရိုက်ချလိုက်တယ်ဆိုရင်ဒီမှာ html နဲ့ပတ်သက်တာအကုန်လုံးကျွန်တော်တို့လေ့လာလို့ရတယ် နောက်ပြီးတော့ဒီ website ကကြောင့်ကျွန်တော်တို့ certificate လည်းယူလို့ရတယ်ပြောလို့ရှိရင်အောင်နှမ်းမဲ့လည်းယူလို့ရတယ်ပေါ့ဗျာနော်အောင်နှမ်းမဲ့ဒီကနေပြီးတော့အောင်နှမ်းမဲ့ရတာရင်ဘာဖြစ်လဲဆိုတော့ဒါက W3 school ကနိုင်ငံတကာအတိမြုပ်အတိပြုအာနိုင်ငံတကာအတိအမှတ်ပြုထားတဲ့ website ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အတွက်ဒီကအောင်နှမ်းမဲ့ရထားလို့ရှိရင်အာအလုပ်တွေပါရင်ရှောက်ရတယ်နည်းနည်းပိုလွယ်တော့ဗျာနိုင်ငံတကာမှာကျွန်တော်တို့ပြလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ HTML project for beginner ဒီကောင်ကကြတော့ဘာလို့ရလဲဆိုတော့ကျွန်တော်တို့ကဒီ coding တွေကိုလေ့လာထားပြီးပြီเนาะလေ့လာထားပြီးရဲ့အခါမှာကျွန်တော်တို့ကကိုယ့်ရဲ့ scale တွေကိုစမ်းတက်ချင်တယ်ဗောနော်အာကိုကဘယ်အဆင့်လောက်ရောက်နေပြီလဲဆိုတော့ကိုကတီးချင်တယ်ဒါမှမဟုတ်လဲကိုကတတ်ထားပြီးဒါနားလည်ပြီးဒါ code တွေကိုကျွန်တော်တို့စမ်းတက်ချင်တယ်ဒါပေမဲ့ blue project တွေရေးရမှာဆိုတော့ project idea မရှိဘူးဆိုတော့ညီလေးညီမလေးတွေအတုံးဝင်မယ်လို့ကျွန်တော်ထင်တာဗောနော်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီမှာပဲလာလာပြီးတော့စမ်းတက်နေရအောင်ဗောနော် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေဆွဲချလိုက်တယ်ပေါ့နော်ဒီကနေဆွဲချလိုက်တယ်ဆိုရင်ဒီမှာဒူကတခါတယ်ဒီဘက်မှာဒီဘက်မှာဆိုလို့ရှိရင် source code ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်တော့တွေ့ရရလက်ဒီဟွာမြင်ရမယ်ပုံစံပေါ့တခါတယ်ပြတာ resource ပေါ့နော်ဒီဘက်ကကျ source code html code ဆိုရင်ဒီက css code ဆိုဒီကပေါ့နော်ကျွန်တော်တို့ကဒီပုံစံလေးကိုယဉ်ကြည့်ဒီပုံစံဒီ design ပုံစံလေး pattern လေးကိုယဉ်ကြည့်ပြီးတော့ကျွန်တော်တို့ရဲ့ကိုပိုင်ကုတ်တွေကိုပြန်ရေးကြည့်ပေါ့နော်တူအောင်ပေါ့နော် ူအောင်ရေးကြည့်တူတက်ကောင်းအောင်လည်းပြန်ရေးကြည့်ပါတော့အဲ့လိုရေးကြည့်တကယ်လို့ရေးကြည့်ရင်းနေရင်းနဲ့ကိုကနားမလဲတဲ့နေရာရောက်လာတယ်ဘောနော်ဆိုပါတော့ဒီနေရာကြီးကိုကနားမလဲဘူးဒီတော့အဝိုင်းလေးဖြစ်တော့ဘလို့လို့ရလဲမသိဘူးဆိုရင်ဒီမှာလာပြီးတော့ကုတ်တွေကိုလာဖတ်လို့ရတယ်ဒီမှာကုတ်တွေကိုလာဖတ် CSS မှာတူဘလို့တုံးတာလဲ HTML မှာဘလို့တုံးတာလဲဆိုတော့ကျွန်တော်တို့လာပြီးတော့ဖတ်ပြီးတော့လေ့လာလို့ရတယ်ဒီ website ကကြတော့ဒီအောက်ကိုရောက်နေလေဟိုဟာပို့ပြီးတော့ project ကအဆင်မြင့်နေဖြစ်သွားအောင်နော်ဒီပါ ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ my portfolio ဆိုတော့အာ project ပုံစံလေးပဲရှိသေးတာဒီအောက်မှာဆိုလို့ရှိရင်တော့ my blog ဖြစ်သွားပြီเนาะ blog ပုံစံဖြစ်သွားပြီနောက်တစ်ခုအောက်မှာရောက်သွားတယ်ဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ဒီမှာ service ဖြစ်သွားတယ်เนาะအာ service ပေးတဲ့ပုံစံဖြစ်သွားပြီနောက်တစ်ခုအောက်ကိုထပ်ဆင်းသွားတယ်ဆိုတော့ဒီမှာ pricing table တွေပါလေပါလာပြီနောက်တစ်ခုအောက်ကိုထပ်ဆင်းသွားတယ်ဆိုလို့ရှိရင်ဒီမှာ css ကိုမှသူကစတိုင်မျိုးမျိုးနဲ့တုံးထားတယ်ရှိလာပြီเนาะ နောက်အောက်ကိုဆင်းသွားရဆိုရင်ဒီမှာ color box ဒီ color button တွေပါတယ်ပို့ပြီးစုံလာတယ်ပေါ့ဗျာနော်ဒီမှာဆိုလို့ရှိရင်လုံးဝ website တစ်ခုလိုဖြစ်သွားတယ်ဒါတော့ဆိုရင်တော့မိတ်ဆွေတို့ဒီ CSS design တွေကိုရောင်းစားလို့ရနေအဆင်ရောက်ပါတယ်နော်ဒီမှာဆိုလို့ရှိရင် form တွေပါလာပြီอืมမပို့ပြီးတော့အောက်ကိုဆင်းသွားလေလေသူကပို့ပြီးတော့အဆင်မြင်လာလေလေဗောနော်ဒါကြောင့်မလို့ကိုယ့်ရဲ့ coding skill ကပို့ပြီးတော့မြင်လာဗောနော်ဒီမှာကြတော့ နောက်တစ်ခုကကြတော့မဲဆိုလို့ဒီကုတ်တင်းတွေကိုလက်တွေ့စမ်းတက်လို့ရတဲ့နေရာလက်တွေ့စမ်းတက်လို့ရနေရာကြတော့ဒီကုတ်ပန်လို့ခေါ်ပါတော့ဒီကုတ်ပန်မှာဆိုလို့ရှိရင်ဒီဘက်မှာ HTML ကုတ်တွေရေးမယ်ဒီဘက်မှာ CSS ကုတ်တွေရေးမယ်ဒီမှာကျ JS ကုတ်တွေရေးမယ်ပေါ့နော်ဒါဒီမှာတစ်ခုကောင်းတာကမိတ်ဆွေတစ်ခါတည်းရေးတာကိုတစ်ခါတည်းမြင်ရတယ်ဥပမာဆိုတော့ကျွန်တော်ဒီမှာဒါကိုအစအနေဖြင့်ရေးပြမယ်ဒီမှာကျွန်တော်ဖြတ်လိုက်ပြီဖြတ်လိုက်တဲ့အတွက်ကြောင့်မအောက်မှာပျောက်သွားလိမ့်မယ်ဘာမှမရှိအောင်ဒါပေမဲ့ကျွန်တော်ဒီမှာနောက်တစ်ခေါက်ထည့်ရေးမယ် H1 နဲ့ hello 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 ord ဟော hello ဟောဆိုပြီးတော့ရိုက်လိုက်ရဲ h1 ဒီမှာကြည့်တခါလဲသူကပေါ်လာတယ်ပေါ့နော်တခါလဲဒီမှာပေါ်လာတယ်ဒီဘက်က background လဲအဲ့လိုပဲကျွန်တော်တို့ဒီမှာပေါ့နော် background color ကိုပြောင်းကြည့်လိုက်မယ် red ကျွန်တော်တို့ဒီမှာဒီမှာလောက်တဲ့အရာအားလုံးကဒီမှာလာပြီးတော့ပြောင်းလဲသွားတယ်မိတ်ဆွေမြင်ရင်နော်ပြောလဲလို့ရှိရင်တခါလဲ dye ရိုက်မြင်နေရပါတော့ ဒါကိုကျွန်တော်တို့ကဒီလိုအပေါ်အောက်ကြီးမကြိုက်ဘူးညာကျွန်တော်တို့ကဘေးတိုက်လိုချင်တယ်ရတယ်ဒီမှာပြောင်းကြည့်ပါတယ်ဒီမှာနော်ဒါဆိုလို့ရှိရင်ဘေးတိုက်ဖြစ်သွားရယ်နော်ကျွန်တော်မြန်မာလိုရေးရင်ရောရလားရတယ်မြန်မာလိုလည်းရတယ်ဗောနော်ကျွန်တော်မြန်မာလိုရေးချင်းမှာအာဒီမှာတခါတည်းပေါ်နော်ဒီမှာတခါတည်းပေါ်တယ် ကျွန်တော်တို့က rest မကြိုက်ဘူးရတယ်ဒီမှာပြန်လာပြောင်းလိုက်မနော်ဒါဆိုလို့ရှိရင်မိတ်ဆွေတို့ဒီ website တုံးခုအကြောင်းကိုကျွန်တော်ရှင်းပြရတယ်။နည်းနည်းအချင်းချုပ်လေးရှင်းပြဆိုတော့မိတ်ဆွေတို့နားလည်မယ်လို့ထင်တယ်။မိတ်ဆွေတို့ဒီမှာဆိုလို့ရှိရင် project တွေကိုလာပြီးတော့ sign တက်လို့ရတယ်။ဒီမှာဆိုလို့ရှိရင်မိတ်ဆွေတို့ code တွေကိုလာပြီးတော့ sign ရေးကြည့်လို့ရတယ်။ဒီ ဘတ်ဂျူစတူဒီယိုကုတ်တွေပါတယ်ကိုမိတ်ဆွေတို့မတောင်းချင်ဘူးဆိုလို့ရှိရင်ပြောတာပါဒီမှာတစ်ခါလာစမ်းကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်တော့ HTML ကုတ်တွေကိုလာပြီးတော့လေ့လာလို့ရတယ်ဗောနော်ကိုနားမလဲတဲ့အကြောင်းအရာတွေလာပြီးတော့လေ့လာလို့ရတယ်ဒီမှာ element အကြောင်းလား attributes အကြောင်းလားဒါမှမဟုတ် paragraph အကြောင်းလား styling styling အကြောင်းလား formatting လားအများကြီးပဲဗောနော် comment တွေအကြောင်းလား color တွေအကြောင်းလား css ဒါ link နဲ့ image နဲ့ အများကြီးလေ့လာလို့ရတာပေါ့နော်။ Okay အားလုံးပဲဆင်ပြေကြမလို့ကျွန်တော်ထင်တယ်။အာနောက်ပြီးတော့ဒီနောက်ဆုံးမှတစ်ခုပြောချင်တာကဟိုအခုလက်ရှိဒီ website တွေကို AI နဲ့ရေးနေတဲ့ browser ကျွန်တော်ဗီဒီယိုကြည့်နေဆိုလို့ရှိရင်ဒီမှာသူများကြော်ညာတွေဘယ်လိုထည့်ထားလဲဆိုတာနမူနာကြည့်ဖို့ကျွန်တော်ပြောအကြံပေးချင်တာပေါ့နော်။ဒီမှာကြည့်။သူများထည့်ထားတဲ့ကြော်ညာဒီမှာအပေါ်မှာပန်နာပုံလေးထည့်ထားပါဘောနော်။ကျွန်တော် browser ကိုအကြံပေးတော့ browser ရဲ့ website က lakwa website ဆိုတော့ browser ရဲ့ကြော်ညာတွေကိုဒီနားမှာထည့်လို့ရတယ်။ဒီလောက်လောက်ကနေပြီးတော့နော်။ဒီလောက်လောက်ကနေ ဒါလောက်လောက်ကနေကြော်ညာထဲလို့ရတယ်။နောက်ပြတ်ဒီအပေါ်မှာလည်းကြော်ညာကိုဒီလိုပန်းထားအရှည်ကြီးထဲလို့ရတယ်။နောက်ပြတ်ဒီဘက်ဘေးမှာလည်းရှည်ကြီးထပ်ထဲလို့ရတယ်။ဒီမှာဆိုတော့သူများထည့်ထားပါတော့။သူများဒီနားမှာထည့်ထားတယ်ဒီနားမှာထည့်ထားတယ်။ဒါတော့မိတ်ဆွေကိုအကြံပေးတာပါ။မကြည့်ဒီဘောက်မှာကြော်ညာထည့်ထားနော်။ဟုတ်ကဲ့အားလုံးပဲစင်ပြေကြောင်းလို့ထင်တယ် channel လေးကို like subscribe လေးလောက်တာပေးခဲ့ပုံမိနဲ့ပြီးတော့စာအတူလောက်ချင်တယ်ဆိုလို့ချင်တယ်ကျွန်တော် Telegram နဲ့ဆက်တွေ့လာခဲ့ကျွန်တော်နဲ့အတူတူစာလောက်လို့ရတယ်ပေါ့ဗျာ